ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့အာကာသတဲ့ရလျှို့ဝက်စမ်းခြင်းမှုများစွာထဲကမှ TR3B လို့ခေါ်တဲ့သုံးမြောက်ပုံစံတန်းလျှို့ဝက်လေယာဉ်အကြောင်းလေးပဲဖြစ်ပါတယ်။ Internet ပေါ်မှာရော UFO စိတ်ဝင်စားကြတဲ့ဝါသနာရှင်တွေကြားထဲမှာပါဒီအကြောင်းလေးကတော်တော်လေးရေပန်းစားပါတယ်။ဒါပေမဲ့တကယ်တမ်းဒီလေယာဉ်ကအပြစ်မှရှိနေတာလား။ဒါမှမဟုတ်လူတွေရဲ့စိတ်ကူးယဉ်မှုတသက်ပဲလားဆိုတာကတော့အခုတိဘေးအလီဖြစ်နေသေးပါပဲ။ TR3B ကိုမြင်တွေ့ခဲ့ရတဲ့ဆိုတဲ့သူတွေကတော့ဒီလင်ရင်ဟာနတ်မောင်တဲ့အယောင်ဒါမှမဟုတ်မဲနတ်တဲ့အယောင်ရှိပြီးတော့တုံမြောက်ပုံစံတန်ရှိတယ်လို့ဆိုကြပါတယ်။ပြီးတော့တာမန်လင်ရင်နေနဲ့မတူဘဲနဲ့အံ့ဩစရာကောင်းလောက်အောင်ပဲတိတ်ဆိတ်စွာနဲ့ပြန်တန်းနိုင်ပါတယ်။ရုတ်တရက်ရတန်းနာဒါမှမဟုတ်လှည့်မြန်စွာနဲ့ဥတီယာပြောင်းလဲတာမျိုးလိုမျိုးပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေကိုလည်းလှုပ်ဆောင်နိုင်တယ်လို့ဆိုကြပါတယ်။ တချို့ကဆိုလို့ရှိရင်ဒီလီရင်ကနေပြီးတော့အနီရောင်ဒါမှမဟုတ်အဖြူရောင်အလင်းနဲ့နေထွက်လာတာကိုလည်းမြင်ခဲ့ရတယ်လို့ဆိုပါတယ်ဒီလောက်အံ့ဩစရာကောင်းတဲ့စွမ်းဆောင်ရည်တွေကြောင့် TR3B မှာဘလို့နီးပညာတွေတုံထားလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ထင်ကြီးပြမှုတွေအရတော့ဒီလေရင်မှာတာမန်လေရင်တွေတက်ကိုအများကြီးတာလွန်တဲ့နီးပညာတွေပါဝင်တယ်လို့ယူဆကြပါရစေ။ ဆွေးငင်အားကိုစန့်ကျင်တဲ့ဤပညာတွေဒါမှမဟုတ်ကြိုသားတွေရဲ့ဤပညာကို ပြန်လည်ပြုလုပ်ထားတဲ့ဤပညာတွေကိုတုံထားတာမျိုးဖြစ်နိုင်တယ်လို့လည်းခန့်မှန်းနေကြပါတယ်။ဥပမာအားဖြင့်ဖိအားမြင့်မာကျူရီကိုနျူကလ িয়ার ဆွမ်းအင်နဲ့အရှည်မြင့်ပြီးတော့ပလတ်စမာကိုဖန်ပြီးကဆွေးငင်အားကိုရှော့ချနိုင်တယ်ဆိုတဲ့အယူအဆတွေလည်းရှိပါတယ်။ဒါပေမဲ့ဒါကတော့တကယ်ကိုသိပ္ပံဝတ္ထုဆန်တဲ့အိုင်ဒီယာတွေပါပဲ။ TR3B ဆိုတဲ့နာမည်ပေါ်ပေါက်လာတာကတော့1980နဲ့1990ပြည့်နှစ်လွန်တဲ့ကဖြစ်ပြီးတော့အထူးသဖြင့် UFO မြင်တွေ့မှုတွေနဲ့လည်းဆက်ဆက်နေပါတယ်။1989 1990ဘယ်ဂျီယံ UFO လိုင်းနဲ့1998ဖီနစ်အလင်းရောင်ဖြစ်ရက်တွေမှာသုံးမြောက်ပုံလေယာဉ်တွေကိုမြင်တွေ့ခဲ့ရလို့အများအပြားကပြောဆိုကြပါတယ်။ ဒါပေမဲ့ဒီဖြစ်ရက်တွေကိုစစ်တပ်ရဲ့လျှို့ဝှက်လေရင်စက်သက်မှုတွေဒါမှမဟုတ်ပလတ်စမာလိုမျိုးယာတိဥရုဖြစ်စဉ်တွေနဲ့လည်းရှင်းပြကြတာမျိုးတွေရှိပါတယ်။ဒါဆိုလို့ရှိရင် TR3B ကတကယ်ပဲရှိနေရလား။အဲ့ဒီမိကုံရဲ့အဖြေကို တိတိကျကျပြောဖို့ကတော့တော်တော်လေးခက်ခဲပါတယ်။ဖပြလို့လဲဆိုတော့ TR3B တရှိချောင်းကိုတက်တည်ပြနိုင်မဲ့ယုံကြည်ရတဲ့စာရွက်စာတမ်းတွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုမှတ်တမ်းတွေဆိုတာကတော့မရှိပါဘူး။ ပြီးတော့အစိုးရဘက်ကနေလည်းဒီလေရင်ကိုတရားဝင်အတိမတ်ပြုထားခြင်းမရှိပါဘူး။နမည်ကြီး scientific ရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့သရုပ်ဆောင် David Mala ဆိုလို့ရှိရင်လေ TR3B ဟာတကယ်မရှိဘူးလို့တော့ပြောဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းတချို့သူတွေကတော့ TR3B ဟာ American ရဲ့ပြုတ်ဝက်စမ်းသပ်လေယာဉ်တွေဖြစ်တဲ့ B2 Spiral ဒါမှမဟုတ်လို့ရှိရင် F117 တို့လိုမျိုးလေယာဉ်တွေနဲ့လူတွေကအထင်မှားပြီးတော့ပြောနေကြတာဖြစ်နေတယ်လို့ဆိုပါတယ်ဒီလီယင်ရဲ့ပုံတံကလည်းထူးခြားသလိုမျိုးလျှို့ဝှက်စွမ်းရည်တွေလည်းရှိတာကြောင့်လူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်ခဲ့တာတော့အမှန်ပါပဲ။ဒါအပြင် သိပ္ပိပညာရှင်တွေကလည်းဒီမြင်တွေ့မှုတွေကယာတီဥရုအခြေအနေဒါမှမဟုတ်အလင်းရောင်ဆိုင်ရာထူးခြားတဲ့ဖြစ်စဉ်တွေကြောင့်ဖြစ်ပေါ်လာတာလို့လည်းရှင်းပြကြပါဗျ။ ညီကောင်းစုပြောလို့ရှိရင်တော့ TR3B ဟာလျှို့ဝှက်စစ်လေရင်ဒဇင်ဖြစ်နိုင်နေဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါဒါပေမဲ့ယုံကြည်ကြလောက်တဲ့တသက်အထောက်ထားတွေမရှိရတဲ့ကြောင့်မို့လို့ဒီအကြောင်းကိုဒဏ္ဍာရီတစ်ခုအနေနဲ့ပဲသတ်မှတ်ရပါပါ။ရွေးဖွန်တဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေမှာဒီအကြောင်းကတော့ဆက်ပြီးပါဝင်နေအောင်ပါပဲ။ ဒါပေမဲ့တကယ်တမ်းမှာတော့ဒါလူသားတွေရဲ့စိတ်ကူးယဉ်မှုနဲ့မတိကျမရေရာမှုတွေကနေပြီးတော့ပေါက်ပွားလာတဲ့အရာတစ်ခုသာဖြစ်နိုင်ပါတယ်။ကောင်းကင်ထံမှာဝဲပြန့်နေတဲ့ဒီလိုသုံးမြောက်ပုံရိပ်နဲ့နောက်ွယ်မှာဘာတွေရှိနေမလဲဆိုတာကတော့လျှို့ဝှက်စံကျဲတဲ့ဘေးလေးတစ်ခုအဖြစ်နဲ့ဆက်လက်တည်ရှိနေအောင်ပါ။